ချို့ကထင်ရှားအောင်ဆိုပြီးတော့ပိုးဖောင်းလာအာပြုပြီးတော့အသက်ကိုရှူတယ်ရှိုက်ကြုံတယ်အသက်ကိုပြုပြပြီးရှူတာပေါ့အဲ့ဒါလို့မလုပ်ရပါဘူးအဲ့ဒါလို့လုပ်ရမှာပါတယ်ပန်းကြောင့်လဲဆိုတော့ဝိပဿနာဆိုတာသဘာဝအတိုင်းရှိနေတဲ့သဘောကိုသူ့သဘာဝအတိုင်းသိအောင်ရှုနေတာဖြစ်တဲ့အတွက်ပြုပြရင်အဲ့ဒါသူ့သဘာဝမဟုတ်တော့ ီတော့အဲ့ဒါလိုအသက်ကိုပြင်းပြင်းရှူတယ်မြန်မြန်ရှူတယ်ပိုပြီးဖောက်မှုပြမှုထင်ရှားဆိုပြီးတော့အဲ့ဒါလိုရှူရင်မကြခင်မောလာပါတယ်မကြခင်မောလာတဲ့အခါကျတော့မရှူနိုင်တော့ဘူးတခါအဲ့ဒါလိုပြုပြင်းရှူတာဖြစ်တဲ့အတွက်ရပန်းညာကဖြည်းဖြည်းရှူလိုက်မမရှူလိုက်ရပန်းညာကမြန်မြန်ရှူလိုက်ရပန်းညာကသာသာရှူလိုက်ရပန်းညာက ပြင်းပြင်းထန်ထန်ရှုလိုက်တယ်အဲလိုရှုတာမှမှန်တော့ရှုရတဲ့စိတ်ဟာလည်းတမာရီဖြစ်တဲ့တော့မဖြစ်ပါဘူး။ဒါကြောင့်မလို့အဲလည်းလို့ဘောင်းမှုပိတ်မှုမထင်ရှားတဲ့အတွက်ထင်ရှားအောင်ဆိုပြီးတော့ပြုပြင်အားပြုပြီးမရှုရဘူး။ဘာလို့ရမလဲဆိုတော့ခေါသိလို့လက်ကလေးနှစ်ဖက်ဘောင်းမှုပိတ်မှုရှိရဝမ်းပိုက်ပေါ်မှာအသာအုပ်ပြီးတော့တထား ထုတ်ပြီးတင်ထားပြီးတင်ထားလိုက်တဲ့အခါကျတော့ဖွားဝါလေးကျင်တော့ဝမ်းဘက်ကဖောင်းကျွတ်တက်လာတော့တဖြည်းဖြည်းလက်ကအထက်ကျွတ်တက်လာတယ်အဲ့ဒါအသည်မှပြုတ်ပြီးတော့ဖောင်းတယ်လို့ရှိလို့ဝမ်းဘက်ကတဖြည်းဖြည်းပြန်ရော့ကြတော့လက်ကလည်းတဖြည်းဖြည်းအတွင်းဘက်ပြန်ရော့သွားတယ်အဲ့ဒါအသည်စိတ်ကပတ်ထားပြီးတော့ပိန်တယ်လို့ရှိလို့ဖောင်းတယ်ပိန်တယ်ဒါအစာဥပမာအဲ့လိုလေ့ကျင့်လိုက်လို့ရှိရ နောက်ကိုယ်ကလည်းရှိမှတ်တာကလည်းအသားကြလာမှန်းလာတယ်စိတ်ကလည်းတမာရီဖြစ်တော့ဖြစ်ငြိမ်တော့ငြိမ်လာတယ်အဲဒါလိုဆိုတဲ့အခါကျတော့လက်မပါဘဲနဲ့ဖောက်ဖို့ပဲကိုယ်ကတဖြည်းဖြည်းထင်းထင်းရှားရှားသိလာအဲထိမှန်ထင်းထင်းရှားရှားသိလာတော့အဲ့ဒီခါမှာဖောက်ဖို့ပဲကိုယ်ကရှုနေလာတယ်အဲဒါလိုကြအောင်မှမရှုနိုင်တဲ့ပုဂ္ဂိုလ်ကြတော့ဖောက်ဖို့ပဲကိုယ်ကမရှုနေတော့ထိုင်နာနဲ့ထိတာတည်းရရှုထိုင်နေဆိုတာ ထောင်တော်မမဟောက်ပိုင်းခွေခွေထဲပိုင်းထောင်တော်မမသဘောရှိတာထောင်တော်မမသဘောကိုထိုင်နေလို့ခေါ်ပါတယ်လို့ထာဂရကဆိုတယ်လူရင်းကတော့ထဲပိုင်းကထောင်တော်ခန္ဓာကိုယ်ထောင်တော်မမသဘောကိုပြန်ပြီးအာရုံပြုလိုက်ရင်ထိုင်နေတယ်လို့သိရဲအဲ့ဒါကိုပဲထိုင်တယ်လို့ယူရုံပဲထိတယ်ဆိုတော့အောက်ကထိတင်ကြခန္ဓာကိုယ်မှာထိတဲ့နေရာတွေအများကြီးရှိတယ် ဓမ္မတစ်ဖက်ကအောက်ထိနေတာရှိတယ်ဒုနှစ်ဖက်ကထိတာရှိတယ်ခြေမျက်စိနှစ်ဖက်ကထိတာရှိတယ်ခြေပြတ်နှစ်ဖက်ကထိတာရှိတယ်လက်ကရေခွင်းထဲမှာပေါ်ပေါ်နေတာတော့လက်နဲ့ပေါင်းတဲ့ထိတာရှိတယ်အဲ့လို site တွေထိတာတွေမျိုးများစွာရှိတယ်အဲ့ဒီထက်ကထင်ရှားအတိအထင်ရှားဆုံးနည်းရပါဘူး ရွေးပြီးရွာတယ်ထိုင်တယ်ထိတယ်ထိတယ်ထိုင်တယ်ထိတယ်ထိတယ်ထိုင်တယ်ထိတယ်ထိတယ်အဲလိုရှုလို့ထိုင်တာထိတာပထမတော့မရှုတာကိုနောက်တော့တော့ထိုင်တာလည်းရှုလိုက်တာလည်းထိတာလည်းရှုလိုက်ထိတာလည်းတင်းတင်းချာချာရှိနေတာတော့ရှုတဲ့အခါကျတော့မတွေ့ဘူးလို့ဖြစ်တယ်ဒါပေမဲ့ရှုပါများတော့အသားကျတော့တိလာတွေ့လာတွေ့လာတော့ရှုမှလို့ကောင်းလာတယ်ဒီအခါမှာ ဖောင်းမှုပိတ်မှုကလည်းထင်ရှားလာတယ်ဒီလိုထိုင်တာတိတာရှိရင်ကဖောင်းမှုပိတ်မှုထင်ရှားလာရင်ဖောင်းမှုပိတ်မှုကိုပြောင်းချလိုက်လို့ပဲအဲဖောင်းမှုပိတ်မှုကမထင်ရှားဘူးပြောင်းသွားပြန်ပြီဆိုထိုင်တာတိတာပြန်ချလိုက်တယ်အဲနောက်ကျတော့ဖောင်းမှုပိတ်မှုလည်းထင်ထင်ရှားရှားဖြစ်လာတယ်ထိုင်တာတိတာကိုလည်းပဲကြက်တနနာယူတတ်လာတော့တမာရင်းဖြစ်လာတယ်ချက်ချင်းကြီးတော့မပြုတ်ဘူးအဲ့ထိုင်နေထိတယ်လို့ရှုနေတော့မှစိတ်ကတခြားလွင့်သွားရင်လည်းပဲခတ်ဆိုးဆိုးပဲပြောလို့ လွဲ့နေလွဲ့နေစဉ်းစားတယ်စဉ်းစားတယ်တွေးတယ်တွေးတယ်ရှုအဲ့ဒီစိတ်ပြောက်သွားမှထိုင်တယ်ထိတယ်စသည်ဖြင့်ပြန်ရှုအဲ့ဒါလို့ဈေးညာသမားလေးကိုထိုင်နေထိပါအောင်ရှုမှတ်ပြီးတော့သေလာလို့ထိုင်တာကိုတစ်ဆက်တည်းရှုမှတ်လိုက်ရင်ထိုင်တာမှာသမားလေးကပြိုတော့မနေရပဲနဲ့ပူပေါင်းတာလည်းအဲ့ဒါကိုသူသတိထားရတယ်ထို့အတူပဲထိုင်ရနေပြီးဈေးညာလျှောက်ဖို့ထားသွားလည်းပဲ Thank you. ရှုမှတ်ပြီးသွားရတယ်အပေါ်မှာဆိုကြပါစို့အဲ့ဒါလည်းပြရပါဦးမယ်ဒီမှာထိုင်ရကနေပြီးထားမယ်ကျွန်တော်ထားခြင်းနဲ့ထားခြင်းနဲ့ထားခြင်းနဲ့ထားခြင်းစေစိတ်လေးပါးချိန်လောက်မှတ်ဒီကမေတ္တာလက်ကိုရွှေ့ခြင်းနဲ့ရွှေ့ခြင်းနဲ့ရွှေ့ခြင်းနဲ့မြောက်ခြင်းနဲ့မြောက်ခြင်းနဲ့လက်မြော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 က်ခြင်းနဲ့မြောက်တယ်မြောက်တယ်မြောက်တယ်ပြီးတော့မှလက်ထောက်တယ်ထောက်ခြင်းနဲ့ထောက်ခြင်းနဲ့ထောက်တယ်ထောက်တယ် အစာရှိသည့်ဖြင့်ဆုချမှုပန္နမြအကုန်လုံးဖြည်းဖြည်းလေးလုပ်ပြီးတော့ယူခြေတော်ရွှေတော်ရွှေတယ်ရွှေတယ်ရွှေတယ်အစာရှိသည့်ဖြင့်ယူလက်ထောက်တော့ထောက်တယ်ယူပြီးတော့မှထားတော့ထားတယ် ထားတယ်ထားတယ်ထားတယ်ဖြေးပြီးလေးတရွေရွေတရွေရွေထားတော့တာတရွေချင်းတရွေချင်းထားထားထားတာတော့တာကိုရှိရတယ်အဲ့ဒါလည်းပဲဝါရောရုပ်ပဲထားတယ်ထားတယ်ထားတယ်နောက်မတရားပြီးတော့ရက်တယ်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 ရက်တာကို10ချိန်လောက်ရှိပြီးတော့မှဇင်းညာရှောက်မဲ့ဘက်ကိုလှည့်ကျင်တော့လှည့်ကျင်တယ်လှည့်ကျင်တယ် လဲတော့လဲတယ်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 ရတ်တော့ရတ်တယ်ရတ်တယ်ပြီးတော့မှစဉ္ညာလျှောက်မယ်စဉ္ညာဥကိုသွားတော့ဘယ်လန်းနေညာလန်းနေဘယ်လန်းနေညာလန်းနေထိုင်ရမထကားစားပါတော့ဘယ်လန်းနေညာလန်းနေလို့တစ်ချက်မှပဲရှုမှတ်ရတယ်။ဘာကြောင့်လဲဆိုတော့ ထိုင်တော့ကသွေးလေအသွားလာပမာဏသွေးလေအသွားလာမှန်သွားတိတ်မဖြစ်အောင်မှန်မှန်ပေါ့အဲစညာရှောင်းမရေရောက်တော့လဲတယ်လဲတယ်လဲခြင်းနဲ့လဲခြင်းနဲ့လဲတယ်လဲတယ်လဲတယ်ပြီးတော့မှရက်တယ်ရက်တယ်ပြီးတော့မှရှောက်ခြင်းတော့ရှောက်ခြင်းနဲ့ရှောက်ခြင်းနဲ့လှမ်းခြင်းတော့လှမ်းခြင်းနဲ့ပြီးမှဘယ်လှမ်းနေညာလှမ်းနေ စာရေးပြီးပြန်မမမမြန်မဲနဲ့ရှိတော့ရွေးရှားမှုကိုတရားသိအောင်ရှုပြီးတဲ့အခါကျတော့ရက်တယ်ရက်တယ်ပြီးမှလှဲခြင်းနဲ့လှဲခြင်းနဲ့လှဲတယ်လှဲတယ်ပြီးမှရက်တယ်ရက်တယ်ဆိုပြီးတော့ ြီးတော့မိမိစဉ္ညာလျှောက်တိုင်းလျှောက်တိုင်းရှုမှတ်နေကြအစဉ်တိုင်းလျှောက်သွားရတယ်လူရင်းကတော့ဒီနေရာမှာထိုင်ရကနေပြီးစဉ္ညာလျှောက်ကိုသွားတဲ့အခါလဲရှုမှတ်မှုလွတ်ပြီးအလွတ်ကြီးမသွားဘဲနဲ့ရှုမှတ်လျက်ပွားရမယ်ဆိုတာအဲ့ဒါနားလဲသဘောပေါက်ဖို့ပဲအဲပြီးတော့ဒီတရားကထိုင်ရင်လဲရှုမှတ်ရတယ်စဉ္ညာလျှောက်ရင်လဲရှုမှတ်ရတယ် ထိုင်နာနဲ့ဈဉ္ညာလျှောက်တာမှတပါတခြား괴မှုသမှု၊ကံမှုထား၊ထိုင်မှုထားမှု၊ကံမှုတွယ်မှု၊စမှု၊တောက်မှု၊အဝိရှောမှု၊ရေချိုးမှု၊အစာရတဲ့လှုပ်ရှားမှုမှန်သမျှလည်းအကုန်လုံးရှိရတယ်သုံးသုံးပဲတုံးတာအဲ့ဒီလှုပ်ရှားမှုမှန်သမျှအကုန်လုံးရှိတာကိုသမဇင်ညာပိုင်လို့ရှိဖို့လို့ကြံရတာဆိုရဲယောဂီများသိအောင်တော့အသေးစိတ်အမှုရာရှိဖို့အထွေထွေအမှုရာရှိဖို့လို့နာမည်တတ်ထားတယ် အခုခဏနေတော့အသေးစိတ်အမူအရာထွေထွေမူအရာရှိပုံကိုနည်းနည်းပြောပြပါဦးမယ်အခုတမ္ပဇင်ညပိုင်းခေါ်တဲ့အသေးစိတ်အမူအရာရှိပုံကိုပြောပါဦးမယ်ဒီနေရာမှာသတိထားစေချင်တာကဝိပဿနာဆိုတာစိတ်ရဲ့အလို့စိတ်တည်းရင်ကျက်အောင်စိတ်တည်း တိုးတက်အောင်လေ့ကျင့်တဲ့အလုပ်ဖြစ်တော့စိတ်ကိုရှုရနံပါတ်1အရေးကြီးဆုံးပဲစိတ်မရှုနိုင်ရင်ဝိပဿနာမှာအောင်အောင်မြင်မြင်မဖြစ်နိုင်ဘူးအဲစိတ်ရှုတယ်ဆိုတာခက်စောစောကပြောခဲ့တယ်လို့ စဉ်းစားလို့ရှိစဉ်းစားတယ်လို့ရှုတွေးရတွေးတယ်ရှုစိတ်ကူးရင်စိတ်ကူးတယ်ရှုလူချင်းလူချင်းတာရှုစိတ်ဆိုးရင်စိတ်ဆိုးတာရှုအစာရှိတဲ့ဖြစ်စိတ်ဖြစ်တဲ့မြာကိုလိုက်ရှုအဲ့စိတ်ဖြစ်တဲ့မြာကိုလိုက်ရှုမှတဖြည်းဖြည်းစိတ်ကငြိမ့်ငြိမ့်လာတယ်မရှုမိဘူးဆိုလို့ရှိရင် စိတ်ကလွင်မြဲလွင်ထွက်မြဲထွက်အဲ့ဒါလိုဖြစ်တော့တော်တော်နဲ့ငြိမ့်ဒါကြောင့် ဝိပဿနာမှာစိတ်ရှိဖို့နံပါတ်1အရေးကြီးဆုံးဆိုတာဆွေးဆွေးမြင်းမြင်းမှတ်ထား။နောက်နံပါတ်2အရေးကြီးဆုံးကတော့အခုသံသညာရှုတယ်ဆိုတော့အသေးစိတ်အမူအရာထွေထွေအမူအရာရှုတဲ့အပိုင်းဟာနံပါတ်1ရေးကြီးဆုံးဒီအသေးစိတ်အမူအရာထွေထွေအမူအရာတွေရှုနိုင်မှပဲရှုမှတ်မှုချင်းဆက်စပ်မိသွားပြီးတော့ရှုမှတ်မှုချင်းဆက်စပ်မိတဲ့အတွက်စိတ်တည်ငြိမ်သမာဓိအကောင် သမารိအကောင်းလာမှပဲတည်เสียရှိတာတွေတည်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 သွားတယ်။ဒါထိုင်ယုံနဲ့ဈဉံလျှောက်ယုံနဲ့ဆိုရင်မထိုင်တဲ့ဈဉံမလျှောက်တဲ့အခါမှာဖြစ်နေတဲ့ယုတ်တဏ္ဍီမရှိမိပဲလွတ်နေတော့ကိလေသာတွေဝင်နေအဲ့ဒီယုတ်တဏ္ဍီရဲ့သဘောလည်းမသိဘူး။ညာမှာသမာဓိလည်းမရှိတဲ့အတွက်သမာဓိလည်းကြာပြတ်ခါပြတ်နေတယ်။အဲ့ဒါလို့ဆိုတော့သမာဓိအရှိန်မကောင်းနိုင်တော့မသိဘူး။ဒါကြောင့် အဲ့ဒါလို့မပြေရအောင်စက္ကန့်တိုင်းမိနစ်တိုင်းရှုမှတ်မှုရှိနေအောင်မထိုင်မနေအချိန်စဉ္ညာမလျှောက်တဲ့အချိန်မှလည်းပဲပြုမှုလှုပ်ရှားမှုပါသမျာရေချိုးတဲ့အချိန်စားတဲ့တောက်တဲ့အချိန်တပူတပတ်သွားတဲ့အချိန်အဝေးချိုးတဲ့အချိန်ပိုလဲတဲ့အချိန်စိုက်ပြီးဖြင့်အဲ့ဒါလိုအချိန်တွေမှလည်းပဲဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတွေရှုရတယ်အဲ့ဒါကိုမြတ်စွာဘုရားကအဘိက္ခန္တိပဋိက္ခန္တိသမ္မာသနာကာရီဟောတိ ရှေ့သွားရင်လည်းသွားတယ်ရှုနောက်ဆိုရင်လည်းဆုတ်တယ်ရှုအာလောကိတေဝီလောကိတေတဲ့တဲ့ကြည့်ရင်လည်းကြည့်တယ်ရှုဘေးကိုကြည့်ရင်လည်းကြည့်တယ်ရှုသမင်စိတေပတာရိတေသမသနာကာရိခောတိလက်ကိုလက်ခြေတွေကိုဆန့်ရင်လည်းဆန့်၊ကိုယ်ရင်လည်းကိုယ်တယ်လို့ရှုလက်ခြေဆန့်ရင်လည်းဆန့်တယ်လို့ရှုဥစ္စရာပတဝါကမေသမသနာကာရိခောတိဉာဏ်ကြီးဆွဉ်းဟုဉာဏ်ကြီးဆွဉ်းဟုကိုပြုရမှလည်းပဲရှုမှလည်းပြု တခါသင်္ကတိပတ္တစီဝရဓာရဏီသင်္ကန်းတပိတ်ကံရသုံးဆွဲရဆေးရကြောရမှာလည်းပဲအဲ့ဒါတွေပြုမှုလှုပ်ရှားမှုမှန်သမျှအကုန်လုံးရှုဆိုပြီးတော့အသေးစိတ်မူရထွေထွေမူရရှုမှတ်ဖို့ဤပြမြတ်စွာဘုရားမိတ်ကြခဲ့တယ်ဒါကြောင့်တရားထိုင်မှုရာတွင်မတရားရက်တယ်မှပြီးတော့အောက်ထိုင်ကြလိုက်တော့တရွေ့ရွေ့ထိုင်တော့ထိုင်နေထိုင်နေလို့ရှု ငါထိုင်ရထားတော့လဲထားခြင်းနဲ့ထားခြင်းနဲ့ရှုတရွေ့ရထားတော့ထားတယ်ထားတယ်ရှုအကြောင်းအလျော်စားလက်ကွေးစရာရှိလို့ကွေးတော့လဲကွေးခြင်းနဲ့ကွေးခြင်းနဲ့ကွေးခြင်းနဲ့ရှုပြီးမှကွေးတယ်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 ဖြည်းပြီးလေဖြည်းပြီးလေလူမမာနှစ်သူစွာချင်းရောက်ွယ်မခဲ့ပါဆိုတဲ့ဆရာတော်ကြီးမိတ်နဲ့မိတ်ကြတယ်လို့ပဲလူမမာလူမရွှေ့ရွှေ့ခြင်းမလှုပ်ခြင်းလှုပ်ခြင်းမကွေးခြင်းကွေးခြင်းဖြည်းပြီးလေ ြုမှုလှုပ်ရှားမှုတွေကိုလိုက်ပြီးရှုတော့ဖြေးတော့ရှုလို့ရညာရင်ရှုလို့မရလက်တကွေးလက်တစားဆိုမိုက်ချက်10ချက်15ချက်အချက်20လောက်ရအောင်ရှုရတယ်တာမန်၄၅ချက်ရှုတယ်၊ကွေတယ်၊ကွေတယ်၊ကွေတယ်လို့၄၅ချက်ရှုတာဒါစတိပဲသူကတော့ခီးမရောက်ဆန်းနေ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 ၄၅ချက်ရှုတာဒါစတိပဲခီးမရောက်အဲ့ဒါတဖြည်းဖြည်းတရွေ့ရွေ့လေးကွေပြီးကွေတဲ့ ရွေးချမ်းမှုလေးတော့စိတ်ကကပ်ပြီးပါလာအောင်လိုက်ပြီးတော့ဖြည်းဖြည်းလေးရှုမှာကိုယ်ဆိုတဲ့ရွေးသဘောဆန့်ဆိုတဲ့ရွေးသဘောသိရအဲ့ဒါအဲ့ဒီရွေးသဘောဝါယောသိဖို့ရှုတာအဲ့ဒီဝါယောရဲ့အနိစ္စဒုက္ခအနတ္တမမြဲခြင်းပုဂ္ဂိုလ်သတ္တဝါအတ္တမဟုတ်ဆိုတဲ့သဘောရဲ့သိဖို့ရှုတာနောက်အဲ့ဒါလို့ကိုယ်ရဆန္ဒနဲ့မဟုတ်ဘူး စားတဲ့တောက်တဲ့အခါမှာလည်းပဲထမင်းပွဲစီသွားရဲကရှူပြီးသွားရတယ်ရှူပြီးသွားပြီးတော့ထိုင်တော့လည်းရှူရတယ်ထိုင်နေတယ်ထိုင်နေတယ်ထိုင်နေထိုင်နေထိုင်နေရှူရတယ်အဲမစားခင်များဥချာသေးတယ်ဆိုလို့ရှိရင်လည်းဥချတာကိုခတ်စောစောကပြောတဲ့အတိုင်းရှူရတယ်အဲလိုဥချပြီးလို့ထမင်းပွဲထိုင်ပြီးတဲ့အခါစားဝတ်တော့ဝတ်ထိုင်ပြီးတဲ့အခါကျတော့လက်ပြင်းတာခြေောက်ပြင်းတာအကုန်လုံးရှူရတယ် အခင်းပါလေလို့အခင်းခင်းလဲအခင်းခင်းနဲ့ရှုရပြီးတော့မှထမင်းကြည့်တော့ကြည့်တယ်ကြည့်တယ်ထမင်းမြင်တော့မြင်တယ်ဟင်းကြည့်တော့ကြည့်တယ်ဟင်းမြင်တော့မြင်တယ်စွန်းကြည့်တော့ကြည့်တယ်စွန်းမြင်တော့မြင်တယ်အစာရည်ရှုအဲ့ဒါမှထမင်းစီလက်လန်းတော့လန်းတယ်ထမင်းကိုကိုင်းတော့ကိုင်းတယ်ထမင်းကိုနဲတော့နဲတယ်ဒါမှမဟုတ်သိသိသေးသေးဖြစ်အောင်ဘုရားတင်းနေရနှိပ်တော့နှိပ်တယ်နောက်စွန်းကိုင်းရင်တော့ကိုင်းနေတဲ့စွန်းစီလက်လန်းတော့လန်းတယ် ဇုံကိုင်းတော့ကိုင်းတယ်မတော့မတယ်ဟင်းွက်စီဇုံကိုယူလိုက်တော့ယူတယ်ဟင်းခတ်လိုက်တော့ဟင်းွက်ထဲနှစ်တော့နှစ်တယ်ခတ်တော့ခတ်တယ်ယူတော့ယူတယ်ပဇတ်စီယူတဲ့အခါကျတော့ယူတယ်ပဇာဟာကျင်တော့ဟာကျင်တယ်ဟာတော့ဟာတယ်တောက်တော့တောက်တယ်အစရှိသည်ဖြင့်အဲ့ဒီစားရတောက်ရပါလည်းပဲလှုပ်ရှားမှုပါသမီးအခုမကြောင်ရှိရတယ်ဝါရာမျိုးကျင်တာမျိုးရာကဆက်ရှိရတယ်ဝါရဲဝါရဲမျိုးကျင်တယ်မျိုးကျင်တယ်မျိုးရဲမျိုးရဲ အစပ်ပြီးရှူရတယ်။ထောတူပဲရေချိုးရမှလည်းပဲရေချိုးရကြတော့ဖြည်းဖြည်းမလို့မှန်မှန်ပဲမှန်မှန်လုပ်ပြီးတော့ရတယ်လို့ရှူရတယ်။ရေခွက်နဲ့လောင်းချိုးရဆိုလို့ရှိရင်ရေခွက်စီလက်နှမ်းနဲ့ရေခွက်ကင်နဲ့ရေခတ်တဲ့လောင်းနဲ့ချိုးရအေးတယ်အဲ့ဒါတော့ခက်ကြဲကြဲရှူမှာအများနဲ့ဆိုင်တဲ့နေရာတွေမှာတော့ဖြည်းလို့မဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့တခြားလူတွေငဲရတယ်။ထောတူပဲတဘူတဘာသွားတဲ့အခါမှာလည်းပဲ အဲ့ဒါဖြစ်နိုင်သမျှလှုပ်ရှားမှုပါသမျှအကုန်ရှုရတယ်အဲ့ဒါလည်းပဲဖြေးဖို့မလိုဘူးမှန်မှန်လှုပ်ပြီးတော့အဲ့ဒီမှန်မှန်လှုပ်ရှားတဲ့ဟာတွေကိုအကြံပြင်းပြီးအောင်ရှုရတယ်အဲ့ဒီအဝတ်လျှော်တာတို့ရေချိုးတာတို့တပူတပွားသွားတာတို့မှတပါကျန်တဲ့အချိန်တွေမှာတော့ဖြေးနိုင်သမျှဖြေးပြီးစိတ်နိုင်သမျှစိတ်အောင်ရှုရတယ်ဖြေးဖြေးရှုရင်စိတ်တယ်မြန်းနေလို့ရှိရင်ကျဲသွားတယ် အဲစိတ်လို့ရှိရင်တမာရီအာကောင်းနဲ့ကျဲရင်တမာရီအာမကောင်းအထူးသဖြင့်မိမိခန္ဓာမှာရှုနေအောင်ကြိုးစားရတဲ့အဝတ်လဲတာတို့ဝဝတ္တာတို့ဝယူတာဝခောက်တာကျွန်တော်တင်တာကျွန်တော်ခြားတာအစိုက်တီတာတွေအကုန်လုံးရှုနေအောင်ရှုရတယ်အခုအဲဒီအသေးသေးအမှုရရှုဖို့ပြပါမယ်ပြန်လာကြည့်တယ်ကြွားကြည့်တယ်ကြွားကြည့်တယ်ကြွားတယ် င်နေထို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 င်နေပြေးပြီးလို့ရွေးရင်ဒီရွေးအဝေးရွေးရွေးရွေးရကြတော့တာထိုင်နေထိုင်နေလို့ရှိတော့အဲ့လိုရှိခြင်းကြောင့်နောက်ဘလို့သိတယ်သိလာတယ်ဆိုတာကိုသိလာတဲ့အခါကျတော့တွေ့ပါတယ်သူပြောနေကြမှာနေကတိုင်း၊ခိုင်နေခိုင်နေ၊ယူတယ်ယူတယ်၊ခင်းညင်နေခင်းညင်နေ ဖြန့်ကျင်တယ်ဖြန့်ကျင်တယ်ဖြန့်တယ်ဖြန့်တယ်ဖြန့်တယ်ဖြည်းဖြည်းလေးတရဖြန့်ပြီးတော့မှထိုင်ကျင်တယ်ထိုင်ကျင်တယ်ထိုင်တယ်ထိုင်တယ်အောက်ထီတော့ထီတယ်ပြင်တော့ပြင်တယ် အကုန်လုံးအသေးစိတ်ဟူရမမြတ်လှူရှာမှန်းကိုရှိပြီးမှဖြောရေးတောက်ခြင်းနဲ့တောက်ခြင်းနဲ့လက်လှမ်းခြင်းနဲ့လှမ်းခြင်းနဲ့လက်မရဲမရဲမရဲလက်လှမ်းနဲ့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 အဖြောရေးခွဲထီတော့ထီရဲထီရဲကိုင်တော့ကိုင်နဲ့ကိုင်နဲ့မြောက်ခြင်းတော့မြောက်ခြင်းနဲ့မြောက်ခြင်းနဲ့ ရောက်တော့မြောက်တယ်မြောက်တယ်ယူ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 တယ်ပဒစီယူတာကိုပဲယူတယ်ယူရှားတာယူတာပဲအဲ့ဒါလည်းပဲတွေ့ယူ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 သွားရယူတာအဲ့ဒါဘာရောရောပဇာဟာရင်တော့ဟာရင်တယ်ဟာတော့ဟာတယ်ပဇနာဖာဝတိတော့တေးတယ်တောက်ချင်တော့တောက်ချင်တယ်တောက်တော့တောက်တယ်တောက်တယ်တောက်တယ် မြို့တော့မြို့ကျင်တော့မြို့ကျင်နေမြို့တော့မြို့ရဲတောက်တယ်မြို့ကျင်နေမြို့ရဲစသည်အဲ့ဒါရှိရတယ် အဝဲပြန်ချရင်တော့ချရင်လည်းချတော့ချတယ်လက်လန်းတော့လန်းနေလန်းနေလန်းနေခုံမွန်တင်တော့တင်နေချတော့ချတယ်ချတယ်ချတယ်လက်ပြန်ရုပ်တော့ရုပ်တယ်ရုပ်တယ်လက်ချတော့ချတယ်ချတယ်ချတယ်စသည်အဲ့ဒါလို့အောက်ရမာရောစရမာရောအဖြိုရင်တောက်ရရောရာဟုတောက်ရရောမုန်ဟင်ကစရရော စွမ်းစားရရောလှုပ်ရှားမှုမှန်သမျှသူ့လှုပ်ရှားနေတဲ့အချိန်အရှိအရှိတိုင်းအကုန်လုံးရှုတော့ကဒီနေ့လုံးရှုမှတ်မှုချင်းဆက်ဆက်ပြီးသွားတော့စူးစိုက်ခြင်းတည်နေမှုတမာရီတွေဖြစ်လာတယ်ရှုမှတ်မှုမဆက်ဆက်ဘူးဆိုတော့တမာရီမဖြစ်ဘူးအဲတမာရီဖြစ်လာပြီဆိုရင်တော့အရှုခံရုပ်ရဲ့ကိုယ်ပိုင်သဘောခေါ်တဲ့သဘောဝလက္ခဏာအရှုခံနာရဲ့ကိုယ်ပိုင်သဘောခေါ်တဲ့သဘောဝလက္ခဏာနောက်တစ်ခါ ယုံနာအလုံးလုံးနဲ့သက်ဆိုင်တဲ့မမြဲတဲ့သဘောအနိစ္စဆင်းရဲတဲ့သဘောဒုက္ခပုဂ္ဂတ္တဝအတ္တမဟုတ်တဲ့သဘောအနတ္တဒီသဘောတွေအဲ့ဒါသီတိသီတိတော်တယ်အဲ့ဒါလို့သိလို့အဲ့ဒါလို့သိလို့မဟုတ်ယုံနာတို့ရဲ့မမြဲဆင်းရဲပုဂ္ဂတ္တဝအတ္တမဟုတ်ဆိုတဲ့အနတ္တသဘောဆိုတဲ့အနိစ္စဒုက္ခအနတ္တသဘောတွေသိတဲ့ဝိပဿနာဉာဏ်နဲ့ တစ်ဆင့်နဲ့တစ်ဆင့်ရင့်သွားတဲ့အခါကျတော့ခံစားမှုတွေခံယူချက်တွေတဖြည်းဖြည်းပြောင်းပြောင်းသွားတာကိုယ့်ဘာကိုသိတယ်။နောက်ဆုံးဝိပဿနာဉာဏ်ဂုတရဘုံဉာဏ်လွန်သွားပြီဆိုတဲ့အခါကျတော့မဲ့အတိဖို့ဒီဆိုင်သွားတယ်။မဲ့ဉာဏ်ပူဉာဏ်ရတယ်။အဲ့ဒီထူးခြားထက်မြတ်တဲ့မဲ့အတိဖို့ဒီဆိုင်တဲ့အခါကျတော့ဒုက္ခသစ္စာဆင်းရဲမန္တရားသမှုရိယသစ္စာဆင်းရဲဖြစ်ကြောင်းမန္တရားနိရောဓသစ္စာဆင်းရဲချုပ်ငြိမ်းခြင်းမန္တရား မကသစ္စာချင်းရဲ့ဆင်းရဲခြုံငင်းရသူရောက်ချောင်းအကျဉ်းလားအမှန်တရားဆိုတဲ့အရိယသစ္စာ၄ပါးထိုးတွင်သိမြင်ပြီးတော့မညာဘုံညာနဲ့နိဗ္ဗာန်မြတ်ပေါ့ပြောဆင်းရဲခံသိငြိမ်းရောအဲ့ဒီအထီးဒီတတိပဌာန်ဝိပဿနာကရစေနိုင်တယ်ဆိုတာနားလေသဘောပေါက်ပြီးတော့နားလေသဘောပေါက်တဲ့အတိုင်းမြတ်စွာဘုရားကိုကြည်ညိုသောယူသေးအောင်အပြင်မြတ်စွာဘုရားဟောထားတဲ့တရားတော်ကို ရှင်းပြန်ပွားများကြိုးစားအထုတ်ခြင်းအပြင်ဝိပဿနာဉာဏ်ဤတစ်ဆင့်နဲ့တစ်ဆင့်ရင့်ကျက်လို့မဉဏ်ဖူဉဏ်နဲ့နိဗ္ဗာန်ကိုလင်းမြန်စွာမြတ်ပေါ့ပြုနိုင်ကြပါစေ။အာရုံသာ